ယူကရိန်းနဲ့ညင်ကြိုင်လို့ဘရုရှားဘက်ကလုံလောက်ပုံမတွေ့ရဘူးလို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရီဗီယိုက ပြောပါလိမ့်။ယူကရိန်းဘက်ကသဘောမတူနိုင်တာတွေကိုပဲရုရှားကတောင်းဆိုနေတဲ့အတွက်ရုရှားနဲ့ညင်ကြိုင်ရရဖို့လုံလောက်ပုံမရှိဘူးလို့မာကိုရီဗီယိုက G7 ဆွေးနွေးပွဲပြီးသတင်းနောက်တွေကိုပြောပါလိမ့်။ဒိုနက်ဒေတာမှာကြံနေသေးတဲ့ယူကရိန်းဒေတာအလုံးကိုပါလိုချင်တယ်လို့ရုရှားဘက်ကရှင်းရှင်းလင်းလင်းဖော်ပြပြောဆိုနေတယ်လို့ယူကရိန်းကလည်းရုရှားပြောဆိုနေတာတွေကိုဘာတစ်ခုမှလက်မခံဘူး။ဒါကြောင့် ီဆွေးနွေးပွဲတွေဟာတော်တော်လေးခက်ခဲတယ်လို့မှကိုရီဗျူကဆိုပါလိမ့်။ယူကရိန်းဘက်ကလည်းဖြစ်နိုင်ခရိုင်းမီးယားကိုပါပြန်သိမ်းပြမယ်ဆိုပြီးပြောနေတာဖြစ်ပါလိမ့်။ပြင်ရတာကိုပဲကြည့်လို့ရတယ်ဆိုတဲ့သဘောတိုင်းဘရိတ်ဂန်မီနီယားကတော့စစ်မြေပြင်မှာတပတ်ကိုရုရှားစစ်သည်9000လောက်သေနေတာပဲလို့မှကိုရီဗျူကဆိုပါလိမ့်။ဒီတော့ရုရှားကယူကရိန်းကိုအဝေးကနေဆင်ပြီးတိုက်ခိုက်နေတယ်လို့ယူကရိန်းနေစိတ်တကြအောင်လဲလျှက်စစ်တပ်အားလိုက်နေရွေချက်ရှိရှိနဲ့တိုက်ခိုက်ဖြစ်စေနေတာပါ။ ယူကရိန်းကလည်းပြောရမယ်ဆိုရင်တော့ရုရှားကိုဒီရင်းနှံပြတ်အောင်ဆိုပြီးတော့ရုရှားရဲ့ရင်းနှံတဲ့သဘောတဝိစစ်ရုံတွေကိုပုံကျက်တိုက်ခိုက်နေတာပါဒီလိုမျိုးလုပ်နေတာတွေကရက်တန့်သိမ့်ပြီးတော့မာကိုရီဗီဝါဆိုပါလေဒါမဲ့ပူတင်ပြောရဆိုခွင့်ရှိသူဒီမီထရီဘတ်စ်ကတော့ရုရှားဟာငြင်းငြိမ်းလူလာပုံမရဘူးလို့မာကိုရီဗီဝါပြောဆိုချက်ကိုကန့်ကွက်ပါတယ်ရုရှားအနေနဲ့ငြင်းငြိမ်းလူလာပုံ မရှိဘူးဆိုတဲ့အမေရိကန်နိုင်ငံသားရဲ့ပြောဆိုမှုကိုသဘောတူလက်ခံဖို့ခက်ခဲပါတယ်လို့ဒီမီထရီပက်စကော့ကဆိုပါတယ်။ယင်းကြီးကိုရုရှားကအမှန်တကယ်လိုလားတဲ့အတွက်ယူကရိန်းပြည်ထောင်စုတန်တမာရေးနည်းလမ်းနဲ့ပုံမှန်လေးလေးအဖြေရှာဖို့ကြိုးပမ်းနေတာရုရှားပဲလို့ဆိုပါတယ်။စွန်းနွယ်ဘွဲတွေတကားပိတ်ဘွဲတွေကိုတစ်ဖက်သက် လုံနေတာဟာယူကရိန်းဆိုရတဲ့ဖြစ်ဖြစ်ရုရှားမဟုတ်ဘူးလို့ဆိုပါတယ်။စွန်းနွယ်ဘွဲတကားတွေပိတ်ထားတဲ့အတွက်သူစစ်စင်ရေးကိုဆက်နွှဲနေရတာလို့ပြောပါတယ်။ ရုရှားကသူတို့ကျူးကျော်စစ်ကိုအထူးစစ်ဆင်ရေးလို့တုံ့နှုတ်ပါလေ။ရိုက်ကန်နိုင်ငံကြားရေးဝန်ကြီးပြောသလိုယူကရိန်းနဲ့စိတ်တကြောင်လေးစစ်တအားလိုက်တွေကိုတိုက်ခိုက်ဖျက်ဆီးနေတာလုံးဝမဟုတ်ပါဘူး။ရုရှားရဲ့လုံခြုံရေးရုရှားကျိုးစီပေါ်နဲ့အနာဂတ်ရုရှားမျိုးဆက်တွေလုံခြုံရေးအမကံမှုတတ်တာဖြစ်တယ်လို့သူကပြောပါလေ။ယူကရိန်းစစ်မှုမှာတပတ်ကိုရုရှားစစ်တွေ9000လောက်ဆုံးရှုံးနေတယ်ဆိုတာလည်းလုံးဝမဟုတ်ပါဘူး။ယူကရိန်းစစ်တွေဒီဘက်ကလည်းကြာဆုံးတာတွေထောင်နဲ့ချီရှိပါတယ်။ ရုရှားကိုပဲတစ်ဖက်သက်ပဲပြောတင်မှုလို့ဒီမီထရီပက်စကော့ကမာကိုရီဗီယိုကိုပြောသွားပါတယ်။ဒါအပြင်ရုရှားဟာယူကရိန်းမှာသာမကတခြားဥရောပနိုင်ငံတွေရဲ့လေဆိပ်တွေပေါ်လဲလေကြောင်းလိုင်းအရာတရားမဝင်စစ်လက်ရင်တွေဝင်ရောက်တာဒရုန်းတွေဆေလွတ်တာမူပြတ်မူပေါင်းတွေဆေလွတ်တာနဲ့ပတ်သက်ပြီးစာပြသမ္မတအလက်ဇန္ဒားဘူချက်ကဥရောပဟာရုရှားနဲ့စစ်တိုက်ဖို့ပြင်ဆင်နေရပြီလို့ပြောပါတယ်။ဥရောပတစ်ခွင်လုံးဟာရုရှားနဲ့စစ်တိုက်ဖို့ပြင်ဆင်နေပြီလို့သူကဆိုလာတာဟာ ချင်းချောက်မှုပဲလို့ရုရှားကပြောပါတယ်ရမမှာစစ်ပွဲကြီးဖြစ်ဖို့ပြင်ဆင်နေတယ်ဆိုတာစိတ်ကူးနဲ့ပြောတာမဟုတ်ပါဘူးပါကတိချက်လက်တွေပေါ်ချိန်ခံပြီးပြောတာပါလို့လက်ဇန်နာပူချက်ကပြောပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းလေးကပဲဥရောပရဲ့တာဝန်သိစစ်ဘိုလ်ချုပ်ကြီးတယောက်ကိုတိုင်ကမင်းတို့ပြင်သစ်စစ်ဘိုလ်စီချုပ်ကိုရင်ညွှန်းပြောတာပါထုတ်ဖော်ပြောကြတာလို့သူကဆိုပါတယ်ဥရောပနဲ့ရုရှားကြားမှာဆာဗီးယားရဲ့အခြေအနေကပြောရမယ်ဆိုရင်တော့ဂျာညက်နေတယ်လို့ခက်ခဲတဲ့အခြေအနေပါလို့ပြောပါတယ်ဆာဗီးယားအနေနဲ့နှစ်ဖက်ကြားညက်နေတဲ့အခြေအနေကလည်းယုံထောက်ဖို့လိုတယ်လို့ ။အချိန်ထဲမှာဆာဗီးယားစစ်တပ်ကိုအင်အားကောင်းတိစောက်ဖို့လိုတယ်လို့သမ္မတကပြောပါတယ်။2030ခုနှစ်တိုင်းမှာရုရှားနဲ့ဖြစ်နိုင်ခြေရှိတဲ့စစ်ပွဲအတွက်အေရပြင်ဆင်ထားဖို့ပြင်သစ်ကောက်ွယ်ရေးဦးစီးချုပ်ဘိုဂျိုဂျီဖာဗီယားမန်ဒွန်ကပြင်သစ်သတင်းဌာနတစ်ခုနဲ့မေးမြန်းခန်းမှာပြောထားတာဖြစ်ပါတယ်။ BBC media က Trump ကိုပြန်တောင်းမယ်ပေမဲ့ရောကြီးပြီးဖို့ကတော့ညှင်းဆိုပါတယ်။2021ဇန်နဝါရီ6ရက်နေ့ကသမ္မတ Trump ကို BBC Panorama စီစဉ်တဲ့တီးခဲရမှာအမှားယွင်းရှိခဲ့တဲ့အတွက် ူဝီစီကသမတ်ထရန့်ကိုတောင်းပန်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ယော်ဂျီပေးဖို့တောင်းဆိုမှုကိုတော့ပယ်ချလိုက်ပါတယ်။ဘီဘီစီကသူတို့ရဲ့သတင်းတိဖြတ်မှုကြောင့်သမတ်ထရန့်ကအကြမ်းဖက်မှုအတွက်တိုက်ရိုက်တိုက်တွန်းလို့ဆိုတယ်ဆိုတော့မှားယွင်းတဲ့ထင်ရှားချက်ကိုပေးခဲ့မိကြောင်းဝန်ခံပါတယ်။ဒါဟာဘီဘီစီရဲ့ဆက်ဆံပွားဝန်ခံမှုတစ်ခုပါ။2024ကဒီစီဇန်ကိုထပ်မံထုတ်လွှင့်မှာမဟုတ်ဘူးလို့လည်းပြောကြားခဲ့ပါတယ်။ Transitionary က BBC ရဲ့ဒီသတင်းမှတ်တမ်းကိုရုပ်သိမ်းခြင်းတောင်းပန်ခြင်းနဲ့ ်မျက်နှာကြေးပေးခြင်းမလုပ်ရင်ဒေါ်လာ1ဘီလီယံရောကြေးပေးဖို့တရားစွဲမယ်လို့ချိန်ချောက်ထားပါတယ်အခုလိုတော့ဆိုချက်ကိုဒီဂရီညပိုင်းမှာ BBC ကနောက်ဆုံးထားလှုပ်ဆောင်ရမှာဖြစ်ပါတယ် BBC ကမနေ့ကစတပ်ပေးညထုတ်ပြန်ခြင်းမှာ caution and clarification ကဏ္ဍကနေ panorama စီစဉ်ကိုပြန်လည်သုံးသပ်ကြအောင်ဒီဖြစ်မှုကတမလထရန့်ရဲ့မိန့်ခွန်းအရှိပိုင်းနဲ့နောက်ပိုင်းကိုဆက်ပြီးဖော်ပြခဲ့ရမှာတမလထရန့်ဟာအကြံဖတ်မှုအတွက်တိုက်ရိုက်တိုက်တွန်းနှိုးဆော်တဲ့ပုံမျိုးပေါက်ွားကြောင်း ူတို့မျိုးထင်မြင်ချက်ကိုမရည်ရွယ်ပဲပြီးမိကြတာဖြစ်ကြောင်းဖော်ပြပါတယ်။ BBC အနေနဲ့တီးဖြတ်မှုအတွက်လောင်ရရပါမယ်အသေးဖြတ်မှုအတွက်တောင်းဆိုဖို့အကြောင်းရှိဦးလို့ပြပြသသားပြောပါတယ်။ BBC ဥက္ခစာမီယာရှာကလည်းတမန်ထွန်းဟန်စာရေးသားပြေးပို့ပြီးတောင်းပန်ခဲ့တယ်လို့ဆိုပါတယ်။ဒီသတင်းပိုင်းနဲ့ပတ်သက်ပြီးတောင်းရှိသူပုံစံများကိုလည်းယာရုကနေထုတ်ပြန်မယ်လို့ဆိုပါတယ်။ခံကဖော်ပြကိုပြောမှာသူနေကိုကိုမညာမတာအပိုင်းပိုင်းဖြစ်ခဲ့တယ်ကြီးရှိသူတွေကိုလှည့်ဖြားခဲ့တယ်လို့ဆိုပါတယ် မိမိစီက transition လေးစီပေးဖို့တဲ့ဆောင်မှာတရင်ဖြစ်မှုတရားစစ်စစ်ကိုအကြောင်းမရှိဘူးလို့ယုံကြည်တဲ့ခြံငါချက်ဖော်ပြပါတယ်။ BBC ရ Global Panorama အစီအစဉ်ကို American Channel တွေမှာဖြန့်ဝေခြင်းမရှိပါဘူး။နံပါတ်2ချက်ကဒီသတင်းမှတ်တမ်းဟာ Trump ကိုထိခိုက်မှုမဖြစ်စေပါဘူး။ဘာကြောင့်လဲဆိုတော့ Trump ဟာမကြောင်မီကပြန်လည်ရွေးကောက်ခံခဲ့ရတာကြောင့်လို့ဆိုပါတယ်။နံပါတ်3ချက်ကဗီဒီယိုပိုင်းကိုလက်ဖြာဖို့ရည်ရွယ်ခဲ့တာမဟုတ်ဘဲမင်ကွန်းရှီကိုချုပ်မှုတာဖြစ်ပြီးမရည်ရွယ်ပဲတီးဖြတ်မိချင်တာဖြစ်တယ်လို့ပြောပါတယ်။ ဒီဘိုင်းကိုတီးကြကြည့်စီတာဟိုအရေးရတာမဟုတ်ပဲတနားကြအစီအစဉ်မှာ12စက္ကန့်သာပေါင်ဝင်ခဲ့တာဖြစ်ပြီးထောက်ကိုထောက်ခံတဲ့အသံတွေလည်းပေါင်ဝင်တယ်လို့ဆိုပါတယ်အမေရိကန်အသေးဖြတ်မှုဥပဒေအရလူမှုအရေးနဲ့နိုင်ငံရေးမိန့်ခွန်းဆိုင်ရာအမြင်ပေါ်မှာအကြီးအကျယ်အကောက်အွယ်ပေးထားပါတယ်ခုလိုပြဿနာကြောင့် BBC ညချိုင်းမှုကျော်တင်ဒေးဗစ်နဲ့သတင်းဌာနကြီးကဒီပိုရာတာနက်စ်တို့လည်းတင်းနှင်းတွေနေကရာဒုကနှုတ်ထွက်သွားပါတယ်ဒါအပြင်ဒီအရနဲ့ပတ်သက်ပြီးတော့တီးဖြတ်လုပ်ခဲ့တဲ့ သတင်းအက်ဒီတာတွေဗီဒီယိုအက်ဒီတာတွေလည်းဂျာတို့ကလည်းထုတ်ထွက်ခဲ့ပါလေပြည်ရင်ကျမှုမီဒီယာနဲ့အကလောင်ကြီးလီဆာနန်ဒီက BBC ရဲ့တိဖြတ်မှုနှုန်းစံနှုန်းတွေဟာတချို့ကိစ္စတွေမှာခိုင်မာမှုမရှိခြင်းနဲ့တချို့ကိစ္စတွေမှာစင်စစ်မပြတ်အသုံးမပြုခြင်းကြောင့် BBC ရဲ့ဗမလိုက်မှုပေါ်တန်လျာဖြစ်စေခဲ့တယ်လို့တရားဝင်ပြောလာတာပဲဖြစ်ပါလိမ့်။မနက်3နာရီကြီးအစည်းအဝေးထားခေါ်တဲ့ဂျပန်ဝန်ကြီးချုပ်ဝေဖန်ခံရပါလိမ့်။အလုံးအလုံးကြော်လို့ တေဆုံးမှုကြောင့်နာမည်ကြီးတဲ့ဂျပန်နိုင်ငံမှာဝန်ကြီးချုပ်တဲ့ဆာနာအဲတာကာအီရှိဟာမနေ့3နိုင်ကျော်စီးဝေးခေါ်ပြီးဝန်ထမ်းတွေကိုအလုတ်ခိုင်းတဲ့ကိစ္စဝေဖန်ခံရပါတယ်။ဝန်ကြီးချုပ်ကိုယ်တိုင်လည်းအလုတ်တရေလို့နာမည်ကြီးပြီးအလုံးနဲ့ဘဝပြန်တက်ရမယ်ဆိုတဲ့အယူဆပယ်ချထားသူပါ။ဂျပန်မီဒီယာတွေမှာမနေ့3နိုင်အတန်းချိန်လို့နာမည်ကြီးတဲ့ဒီစီးဝေးကိုလွတ်တော်မတက်ခင်ပြင်ဆင်ဖို့ဝန်ကြီးချုပ်အိမ်တော်မှာလက်ထောက်တွေနဲ့ခေါ်ခဲ့တာဖြစ်ပြီး3နိုင်ဒီပါကြာမြင့်ပါလေ။ဝန်ကြီးချုပ်တာကာအီရှိကတော့ မနက်9:00လွတ်တော်မှာအမတ်ကြီးရဲ့မိခိုးကိုဖြေဖို့ပြင်ဆင်တာဖြစ်ကြောင်းသူင်က first ဆက်ကပြက်နေတာနဲ့တိုက်ခတ်မတ်ကြီးကမိခိုးနဲ့နောက်ကျမှတင်လို့ခုလိုအချိန်မတော်ပြင်ဆင်ခဲ့ရတယ်လို့ဖြေရှင်းပါလေဒါပေမဲ့အဓိကတိုက်ခတ်ခေါင်းဆောင်ဝန်ကြီးချုပ်ဟောင်းဟီယိုနိုရာကဒီလုံရက်ကိုယူနှံ့တဲ့လုံရက်လို့ခေါ်ပါတယ်လူတိုင်းအိမ်နေတဲ့ချိန်မှာဝန်ကြီးချုပ်ကတခြားဝန်ထမ်းတွေကိုဒီကိစ္စနဲ့ဆွဲမထည့်သင့်ဘူးလို့ဆိုပါတယ် ဝန်ကြီးချုပ်တကာအရှိကိုတိုင်ကဂျပန်နိုင်ငံရဲ့အချိန်ပိုအလုပ်လုပ်ခွင့်ကန့်သတ်ချက်ကိုဖြေလျှော့ပေးဖို့ထောက်ခံနေခြင်းနဲ့တိုက်ဆက်နေလို့ဖြစ်ပါလိမ့်။ဂျပန်မှာ2016ကကြောင်ညာကုမ္ပဏီဒန်းစုကဝန်ထမ်းတယောက်အချိန်ပိုနိုင်တရားကျော်လုပ်ခဲ့ပြီးနောက်ကိုကုတ်ကိုတတ်သိမှုဖြစ်ခဲ့ပါလိမ့်။ဒီဖြစ်ရကြောင့်2019မှာတလောက်အချိန်ပို45နာရီဆိုတဲ့ကန့်သတ်ချက်ကိုပြဋ္ဌာန်းခဲ့ရတာဖြစ်ပြီးဝန်ကြီးချုပ်ကဒီကန့်သတ်ချက်ကိုဖြေလျှော့ဖို့ထောက်ခံနေတာဖြစ်ပါလိမ့်။ နောက်မျိုးဝန်ကြီးချုပ်အသက်တာကာအီရှိဟာနျူကလ িয়ার ဆိုင်ရာကတိကိုလည်းတိတိကျကျမပြောဘဲမူဝါဒအပြောင်းလဲပွဲရှိပွဲလို့ရေးမို့ပြတ်တာပါလေအခုတရင်ဘက်တွေမှာဂျမန်ပြည်တွင်ဆယ်စုနှစ်များစွာကြာအောင်ကျင့်သုံးခဲ့တဲ့နျူကလ িয়ার ဆိုင်ရာမူဝါဒကိုဝန်ကြီးချုပ်အသက်ကပြောင်းလဲလုပ်နိုင်ကြောင်းအရေးမို့ပြောလို့ဂျပန်ပိုင်နယ်ထဲနျူကလ িয়ার လက်နက်ဝင်ရောက်ခွင့်အရင်ကပိတ်ပင်တာကိုပြန်လည်ပြင်ဆင်ဖို့ကြိုးပမ်းနိုင်တယ်လို့ခန့်မှန်းချက်တွေထွက်နေပါလေတကအီရှိကလွတ်တော်နေမယ့်ကိုပြောမှာဂျပန်ရဲ့လုံခြုံရေးမဟာဗျူဟာလာမယ့် ပြင်ဆင်မှုမှာနျူကလ িয়ার လက်နက်ကိုပိုင်ဆိုင်ခြင်းပြုမပြုထောက်လုပ်ခြင်းပြုမပြုနိုင်ငံပိုင်နဲ့တည်းယူဆလာခြင်းပြုမပြုဆိုတဲ့အရင်ကတည်းကချမှတ်ထားတဲ့ဥပါဒကိုစက်ထိန်ထားအောင်မလားဆိုတာမသိကြဘူးလို့ဆိုပါလေဒီပုံစံနဲ့ဆက်သွားမယ်လို့အတိအကျဆုံးဖြတ်ပေးနေတဲ့စကားမျိုးမပြောဘူးလို့ဆိုပါလေလက်ရှိချိန်ထိအစိုးရအနေနဲ့အဲ့ဒီဥပါဒကိုလမ်းညွှန်ချက်အနေနဲ့ဆက်လက်လိုက်တာကျင့်သုံးနေတယ်လို့ဆိုပါလေဝန်ကြီးချုပ်ဒေါက်တာအေရှိရဲ့တိတ်အကြောင်းမှတ်ချက်တွေနဲ့1969က ဂျပန်ဆိုရဆက်ဆက်ထင်းသိမ်းဆုံးရှုံးခဲ့တဲ့ဂရီကိုကိုအခိုင်အမာမပြောတော့တဲ့အတွက်တတိယမူဝါဒဖြစ်တဲ့နျူကလ িয়ার လက်နက်ဂျပန်ပိုင်နဲ့ထဲဝင်ရောက်ခွင့်ပိတ်ပင်တာကိုပြန်ပြင်ဆင်ဖို့စူးစမ်းနိုင်တယ်ဆိုတာဖြစ်နိုင်ခြေထင်ခြေတွေတိုးလာစေပါလိမ့်